မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်တမိုင်းတောင်စခန်းကုန်းကစစ်ခွေးများအလုံးဟာ KNL ရဲ့ပိတ်ဆို့တက်ခတ်မှုကြောင့်စခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးတော့စခန်းကို KNL ကသိမ်းပိုက်ရရှိခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က August 18ရက်နေ့ပလောမြို့နယ်အောင်ပူအင်ဖုံးကျေးရွာအုပ်စုအတွင်း စစ်ခွေးတိုက်ရဲခလိုက်ရနှိမ့်ရှင်ငါတိုက်ရင်ကတက်ဆွဲထားတယ်။တမိုင်းတောင်စခန်းကုန်းကိုစစ်သားများအလုံးဟာစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီစခန်းကို KNDO နဲ့ KNLA တပ်များကတလာအတွင်းမှာရိတ်ခါများဖျက်တောက်ပိတ်ဆို့မှုများပြုလုပ်ခဲ့တဲ့အတွက်စခန်းတွေကစစ်ခွေးများဟာစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သားများစွန့်ခွာထွက်ပြေးသွားတယ်အဲ့ဒီစခန်းကုန်းကိုကရင်အမျိုးသားကာကွယ်တပ် KNDO တိုင်ရင်ခွန်တပ်ခွင်း9နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အထူးတပ်ဖွဲ့တို့ကနေမြေရှင်းလင်းမှုများလှုပ်ဆောင်ပြီးတော့ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းကကုန်ပစ္စည်းတွေကိုအဓိကတင်သွင်းနေတဲ့မြန်မာထိုင်းအမှတ်နဲ့ချွတ်ချည်ရေးတရားကိုဒီကနေ့ဩဂတ်စ16ရက်နေ့မနက်မှာစစ်ကောင်စီတပ်ကပိတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တွားတိုက်ဆေးနဲ့ဆက်ပြားတွေကစပြီးတော့လူသုံးကုန်ပစ္စည်း35မျိုးကိုပြည်ပကနေပြီးတော့တင်သွင်းဝင်နေပိတ်ပင်လိုက်ကြောင်းသတင်းထွက်ပေါ်အပြီးတပတ်ခန့်အကြာမှာထိုင်းနိုင်ငံကကုန်ပစ္စည်းတွေအဓိကတင်သွင်းနေတဲ့မြန်မာထိုင်းအမှတ်နဲ့ချွတ်ချည်ရေးတရားကိုဒီကနေ့မနက်ကစပြီးတော့စစ်ကောင်စီဘက်ကပိတ်လိုက်တာလို့သိရပါတယ်။ ်ရွှေကောင်စီဘက်ကပိတ်လိုက်တာပါကားတွေလည်းပိတ်မိနေတယ်ကြားတယ်ဘာဖြစ်မလဲဆိုတာကတော့ပြည်သူတွေပစ္စည်းတွေမတုံးကြနဲ့ပေါ့ပြည်တွင်းမှာကျန်နေတဲ့ပစ္စည်းလေးတွေကိုပဲတုံးပေါ့အဲ့ဒီစိတ်ထားလေးပါပဲလို့မြောက်ရီမြို့ကကုန်တယ်တူကပြောပြထားပါတယ်စီကောင်စီဟာချိန်ညက်ဖနက်အမွေတိုင်းခေါက်ဆွဲကြာစံချိုးချင်းဘီးစကဲဘဲငံပြားရီဘက်ထရီပယုံလုံးမီးလုံးတစ်ရှူလူကြီးတိုင်းပါသွားတိုက်တန်းသွားတိုက်စင်ဆက်ပြတာယာနဲ့ကျွတ်ဆတဲ့ပစ္စည်းတွေအပါအဝင်အမျိုးအမည်35မျိုးကိုပြည်ပကနေတင်သွင်းခွင့်ကိုလည်း ်ပိတ်ထားတယ်လို့သိရပါတယ်။အခုတော့ကုန်ပစ္စည်းတွေတင်ဆောင်တဲ့ကားတွေဖြတ်တန်းတယ်အမှတ်နှစ်တရားကိုပါထပ်မံပြီးတော့ပိတ်လိုက်တာပဲဖြစ်ပါတယ်။ဒါအပြင်မြောက်ဝတီမြို့ကိုစစ်ကောင်စီက73စီတင်ပုတ်မှုကိုလည်းပိတ်ဆို့ထားလို့မြောက်ဝတီမြို့မှာ73စီတွေပြတ်လတ်နေပါတယ်။စစ်ကောင်စီကကရင်ပြည်နယ်ဖအံမြို့ကနေမြောက်ဝတီဘက်ကိုသွားတဲ့လမ်းပိုင်းကို73စီအပါအဝင်ကုန်တင်ကားကုန်ပစ္စည်းတွေကိုသွာလာခွင့်ကို ဩဂတ်စ13ရက်နေ့ကစပြီးတော့ပိတ်ပင်လိုက်တာလို့မြောက်ရီမြို့ကန်တွေကပြောပါရယ်စစ်ကောင်စီကကရင်ပြည်နယ်ဖအံမြို့ကန်တွေမြောက်ရီဘက်ကိုသွားတဲ့လမ်းပိုင်းကို73စီအပါအဝင်ကုန်ပစ္စည်းတွေနဲ့ကားတွေကိုသွာလာခွင်းကိုဩဂတ်စ13ရက်နေ့ကစပြီးတော့ပိတ်ပင်လိုက်တာလို့မြောက်ရီမြို့ကန်တွေကအတည်ပြုပြောကြားထားပါရယ်အကြံဖတ်စစ်ခွေးတပ်ကကော့ကရိတ်မြို့ဘက်ကနေအာရှလမ်းမကြီးအတိုင်းမြောက်ရီမြို့ကိုစစ်ကြောင်းထုတ်ဖို့စူးစမ်းနေတာကြောင့် ေါနာတောင်အနောက်ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါပေမဲ့တော်လိုင်းအဖွဲ့တွေကအစင်းစစ်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတာမို့လို့ရှေ့ကိုမတွန်းနိုင်ပါဘူးဒါအပြင် KNL PDF KNDO နဲ့ပူးပေါင်းတပ်တွေကမြောက်ရီမြို့ရဲ့တောင်ဘက်ကတိမ့်မို့ကြံနေတယ်ဝေါ်လီဗျူဟာကိုအပိသက်တိမ့်ပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်တော်လိုင်းတပ်တွေကထိုင်းမြန်မာနယ်စပ်ကစစ်စခန်းတွေကိုဇက်တိုက်သိမ်းနေတာမှာတမဟာ6မှာဝေါ်လီဗျူဟာနဲ့တီတဲလေကာကင်းစခန်းတို့ပဲကြာရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြဖတ်စစ်တပ်ကနှစ်နှစ်သာတာဝန်ထမ်းဆောင်ရမယ်စစ်မှုရန်တပ်သားတက်များကိုအမြဲတမ်းတန်တွေတပ်သားများဖြစ်လာစေရေးအတွက်မလုံးပေးပြီးတော့စီယုံသိမ်းသွင်းလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်မေလကစတင်ပြီးတော့လာစဉ်ဖွင့်လှစ်ခဲ့တဲ့စစ်မှုရန်အပတ်စဉ်တင်နန်းများဟာ အခုဆိုရင်အပတ်စဉ်16အထိရောက်ရှိလာတဲ့အချိန်အကြမ်းတ်စစ်တပ်အတွင်းမှာစစ်မှုထမ်းတပ်သားတဲ့များကိုအများရန်တန်းနေတပ်သားများအဖြစ်နဲ့မလုံးပေးပြီးတော့စီယုံသိမ်းသွင်းလာတယ်လို့သိရပါဗျ။စစ်တပ်အတွင်းမှာလက်ရှိဘွဲရစစ်မှုထမ်းတပ်သားများကိုဒုတက်ကြအဆင့်ကိုချက်ချင်းယာတူတိုးပေးရန်စေတန်းအောင်နဲ့စစ်မှုထမ်းတပ်သားတဲ့များကိုစစ်မှုထမ်းတပ်တန်းနှစ်နှစ်ပြည့်ပြီးတာနဲ့စစ်တပ်ကတော့ရှောက်ထားခွင့်ပေးမယ်ဆိုတဲ့မလုံးများကိုပေးလာတယ်လို့စီရင်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ ်ဘွေရစစ်မှုထမ်းတပ်သားတွေကိုလည်းအလုတ်တင်ဘူလောင်းတင်တန်းကိုတတ်ခွင့်ပေးမယ်လို့ပြောလာကြောင်းသိရှိရပါတယ်စစ်မှုထမ်းတပ်သားတွေထဲမှာဘွေရတွေရှိရင်ချက်ချင်းပဲဒုတက်ကြအဆင့်ကိုယာတူတိုးပေးမယ်ဘွေရတွေအလုတ်တင်ဘူလောင်းတင်တန်းခေါ်ရင်လဲရှောက်ထားခွင့်နဲ့ဆယ်တန်းအောင်နေဆိုရင်တော့စစ်တပ်ကတော့ကိုရှောက်ထားခွင့်ပေးမယ်အဲ့ဒါတွေကရှောက်တာနဲ့တခါတည်းတန်းခေါ်မှာစာမွေးဝဲတွေဘာတွေတောင်ဖြေးစရာမလိုတော့ဘူးတပ်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ကထောက်ခံချက်ပေးလိုက်ုံနဲ့ဘူလောင်းတင်တန်းတတ်ခွင့်ပေးမယ်လို့ပြောတယ်အခြေခံပညာအထက်တန်းနဲ့အလဲတန်းအောင်နေကိုလည်း ်ပညာသည်တက်ချက်ကြီးတက်ချက်ကြီးစီရေးဖြစ်ခွင့်ရမယ်အခုလိုမျိုးစစ်တပ်ထဲကိုမဝင်ချင်းဝင်ချင်းအောင်လို့မလုံးနေပေးလာပါတယ်လို့စစ်တပ်အတိုင်းဝိုင်းကပြောပြထားပါတယ်ဒါအပြင်အခြေခံပညာအဆင့်သာရှိတဲ့စစ်ဗိုလ်ရန်တပ်သားတဲ့များကိုလည်းရေတပ်နဲ့လေတပ်တို့ကိုပညာသည်စစ်သည်များအဖြစ်နဲ့ပြောင်းရွှေ့ခွင့်ရရှိမယ်ဆိုတဲ့မလုံးများလည်းပေးလာတယ်လို့ပြောပါတယ်စစ်မှုရန်တပ်တန်းနှစ်နှစ်ပြည့်ပြီးတာနဲ့ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်မဲ့စစ်သားများအနေနဲ့လာဇာနဲ့စစ်မှုရန်တပ် အကျိုးခံစား권နေအိမ်လိုင်းကံအခမဲ့စေကူတာ권နေအပါအဝင်ခံစား권များရရှိမယ်လို့ဟောပြောပွဲများကျင်းပပြီးတော့မလုံးပေးလာတယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်တန်းနှစ်နှစ်ပြီးရင်တော့မှထွက်권ပေးပါမလားပဲ။တပ်ထဲမှာတော့စစ်မှုဆက်ထမ်းရင်ရရှိမဲ့ခံစား권နဲ့အကျိုးမြတ်တွေကအများကြီးရတယ်ဆိုတာမျိုးဟောပြောအသိပေးလာပါတယ်။ဘွဲရနဲ့ဆယ်တန်းအောင်တွေကတော့ဘူလောင်းတင်တန်းကိုရှောက်တာနဲ့တခါတည်းအရွေးခံရမယ်လို့ပြောတယ်။ဘာသာမေးပွဲမှာဖြေစရာမလိုဘဲနဲ့ဘူလောင်းတင်တန်းတက်ခွင့်ရမှာပေါ့။ကျန်တဲ့အခြေခံပညာအဆင့်စစ်မှုထမ်းတပ်သားတွေကိုလည်း ်မင်းတို့မှာတက်လန်းနေအများကြီးရှိတယ်တက်ကြကြီးစရေးဘဝနဲ့နိုင်ငံသားစစ်တမ်းရုံးတွေအထိတွားရောက်ခွင့်ရှိမယ်လို့ပြောဆိုပြီးတော့စီယုံတိန်သွဲမလုံးပေးနေပါတယ်လို့စစ်မှုရအပတ်စဉ်73ကစစ်မှုရတပ်သားတအုပ်ကပြန်လည်ပြောပြထားပါတယ်အကြမ်းဖက်စစ်ခွေးတက်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုရဥပဒေကိုပြန်လည်အသက်သွင်းပြီးတော့ပြီးခဲ့တဲ့နှစ်မေလကစတင်ပြီးတော့စစ်မှုရတင်တန်းများကိုစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းကိုတော်လိုင်းရဲတပ်များကဝင်ရောက်တိုက်ခိုက်တဲ့အတွာတနအီနီးပါတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ18ရက်နေ့ည7:00နာရီအချိန်မှာသခိုင်းမြို့အနောက်ပိုင်းငားရက်ကြီးဖျားဖြူနယ်ရက်ကွက်များမှာစစ်တပ်နဲ့တော်လိုင်းရဲတပ်များကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးလက်နက်ငယ်များအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့မြို့ပေါ်ကပြည်သူများဟာတိုက်ပွဲဖြစ်ပွားနေတဲ့အတန်းများကိုအတိုင်းသာကြားခဲ့ရတယ်လို့ပြောပါတယ်။ စကိုင်းမျိုးပေါ်ကဖုန်ကြီးကြောင်တချို့မှာလက်နက်ကြီးနဲ့လက်နက်ငယ်များကြားရောက်ခဲ့ပြီးကိုရင်ငယ်တပါမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်တာကမနေ့ကည၈နာရီဝင်းကျင်လောက်မှာစဖြစ်တာပါစကိုင်းမျိုးပေါ်ဖျားပြူထဲမှာတက်ဆွဲထားတဲ့စစ်စခန်းကိုဝင်တိုက်တာစခန်းသားကရက်ွက်တွေတဲကိုပါတိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်ကြတယ်ည၉နာရီဝင်းကျင်လောက်မှာတော့ပြန်ငြိမ်သွားတယ်ညတိုက်ပွဲဖြစ်တဲ့အချိန်အတန်နေစူညံနေတာကိုသခိုင်းမျိုးဘော်ကပြည်သူတွေအကုန်ကြားလိုက်ရပါတယ်လို့သခိုင်းမျိုးကပြည်သူတို့ကပြောပြထားပါတယ် ်စကိုင်းမြို့ပေါ်မဟာခိုနန်းပြည်ရက်တီစတင်တိုင်းမှာမနေ့ကညကဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်ကျောင်းတိုက်အတွင်ကြီးစံတွေထိမှန်ခဲ့ပြီးတော့ကိုရင်ငယ်တပါနထင်ပုတ်ရဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားမှုကြောင့်ကိုရင်ငယ်များနဲ့စာတင်သားများဟာကြောက်လန့်ကြားနဲ့ထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်။မဟာခိုနန်ပရိယတိစာတင်တိုက်ရဲ့ဗရာဏနာယကဆရာတော်နဲ့စာချတာဝန်ခံဥမာနိတာလင်္ကာရာဘီဝန်သားကလူမှုကွန်ရက်ကနေတဆင့်တိုက်ပွဲဖြစ်ပွားမှုကိုအသိပေးထားပါတယ်။ ပထမ်းစာဝါချနေတဲ့ကြောက်စိတ်မပေါ်မိပေမဲ့ကလေးတွေအော်ပြီးပြေးတော့ကိုဘလိုက်ပြေးရပါတယ်ပုံးလမ်းမှာ ski square pipe ထုတ်ချင်းပေါက်တယ်ဆက်နပ်ပေးအခြေအခန်းရဲ့ဟိုဘက်ဒီဘက်ပရင်းပေါက်တွေအကုန်ထုတ်ချင်းပေါက်ကုန်တယ်ကံကောင်းတာကကိုရင်ကြီးတပါးနှထင်ပုတ်ရှထိသွားတာကလွဲပြီးတန်ကားတွေအလုံးထိခိုက်မှုမရှိပါဘူးလို့မဟာခိုနန်းပရိယတိစာတင်တိုင်းရဲ့ဗရာဏနာကဆရာတော်နဲ့စာချတာဝန်ခံ ဥမာနိတာလင်္ကာရာဘိဝန္တကပြောဆိုထားပါတယ်ဒီကနေ့မနေ့ပိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကသခိုင်းမြို့ပေါ်မှာလုံခြုံရေးတွေတင်းကျပ်ထားပြီးတော့သခိုင်းမြို့ဘက်ကိုမန္တလေးဘက်ကနေမနေ့ကညာပိုင်းကစစ်ကားများနဲ့စစ်ကူများရောက်ရှိလာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဒဇိုးကြီးွာကိုစစ်တပ်ကဝင်းရောက်တပ်ဆွဲထားပြီးတဲ့နောက်ကြီးွာကအမျိုးသမီး၃ဦးနဲ့အမျိုးသား၂ဦးစုစုပေါင်းပြည်သူ၅ဦးကိုပြစ်ခတ်တပ်ဖြတ်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ15ရက်နေ့ကမြင်းညာမြို့နယ်ကန်ဆင့်ကျေးရွာဘက်ကနေတဆင်နထိုးကြီးမြို့နယ်ဒဇိုးကျေးရွာတဲကိုအင်အား300လောက်နဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးကိုပြစ်ခတ်တပ်ဖြတ်ထားခဲ့ပြီးတော့ကျန်တဲ့အမျိုးသား2ဦးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ခွေးများဟာဒဇိုးကျေးရွာအတွင်းယနေ့အချိန်အထိကိုတပ်ဆွဲနေထိုင်နေတဲ့အတွာပြည်သူတပ်ဖြတ်ခံရမှုဖမ်းဆီးခံရမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ ်ရွာထဲမှာစိတ်ခွေးတွေကမထွက်သေးတော့ဒေချာတော့အတီးပြုတ်လို့မရသေးဘူးသတင်းကတော့ထွက်နေတယ်ကန်ဆင်းကနေတက်လာတဲ့စိတ်ခွေးဆက်ကြောင်းပဲရွာထဲမှာကတချို့တဝက်ပြည်သူတွေရှိနေသေးတယ်တိုက်ပွဲကတော့မရှိတော့ဘူးရွာထဲဝင်လာတာက16ရက်နေ့မနေ့ကလေးကဝင်လာတာပါစစ်ကြောင်းနဲ့အတူတူလေရင်နဲ့ဘုံကျဲနေလို့ကျွန်တော်တို့လည်းပြန်လဲဆုတ်ခွာပေးလိုက်ရတယ်လေရင်နဲ့ကတောက်လျှောက်ကိုကျဲနေတာဒဇိုးရွာထဲကိုဩဂတ်စ15ရက်နေ့ညနေပိုင်းမှာဘုံကျဲချတာရှိတယ်ပြည်သူတွေကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့မြင်းကြံခရအမှတ်၈တိုင်ရင်တာဝန်ခံကိုလင်းလက်ကရှင်းပြထားပါတယ် အဲ့ဒီအကြပ်ဆက်ခွေးစစ်ကြောင်းကြောင့်ပြည်သူများစွာစစ်ဘေးတိမ်းရှောင်နေရပြီးတော့ယခုအချိန်ထိကျေးရွာအတွင်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်စစ်ဘေးရှောင်ရင်းနဲ့တပ်ကြီးရွယ်အိုအမျိုးသမီးတအုပ်လည်းသေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကထိန်းချုပ်ထားတဲ့တီဘောမျိုးပေါ်မှာရှိတဲ့ရက်ကွက်နှစ်ခုကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဩဂတ်လ18ရက်နေ့မနက်9:00နာရီခွဲနဲ့မနက်9:35မိနစ်အချိန်တို့မှာတီဘောမြို့ပေါ်မှာရှိတဲ့တောင်မြို့ရက်ွက်နဲ့အနောက်ရက်ွက်ကိုလေရင်နဲ့ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဆစ်ခွေးတိုက်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိပြုတ်နေဆဲဖြစ်တယ်လို့ပြောပြထားပါတယ်။ဒါအပြင်နေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။နန်းဒေဝီအနောက်နဲ့ဆောင်းဦးအကင်ဆိုင်ရှိမှဘုံကျဲရောက်ပောက်ကွဲတယ်။ပြည်သူတွေထိခိုက်မှုရှိတယ်လို့တော့သိရတယ်။လူနေရက်ွက်တွေကိုဘုံကျဲတက်ခိုက်သွားတာနေအိမ်တွေပေါ်ကိုကျတယ်။ ထိခိုက်မှုအရေးအတွက်ကတော့မသိရသေးဘူး။တော်လိုင်းရေးအဖွဲ့တွေလည်းမရှိပါဘူး။တမင်တကာကိုပြည်သူတွေကိုဘုံကျဲနေတာပါ။အခုလဲလေရင်တွေကဝဲနေတော့မယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါဗျ။အလားတူပဲ ဩဂတ်စ်လ9ရက်နေ့ကနေအကြမ်းဖက်ဆက်တပ်ကတီဘောမျိုးအနီးမှာရှိတဲ့ဆော့လုတ်ရေးအရာရှိရိတ်တာဝင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇွန်လအအတွင်းမှာအကြမ်းဖက်ဆစ်ခွေးတပ်ကတီဘောမျိုးဘော်ကိုလည်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ဦးသေဆုံးပြီးတော့အမျိုးသမီး၁ဦးနဲ့အမျိုးသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် နေအိမ်၁၈လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းတို့ထိမှန်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ